အဒါနာမိတံဘိကဝေနဝကာသောယံဘရူပကမိနာတတကတံဇီဝိတဝရောပိယအနုပကမိနာဘိကဝေတတကတပရိနိဗ္ဗာယံတိဣတိနာသေဇဥစေနာသူတိမေဟောတုသဗ္ဗရာအဒါနာမိတံဘိကဝေနဝကာသော ယံဘရုဘကမေနာ တထာဂတံဇီဝိတာဝရောပိယအနုဘကမေနာဘေခွေ တထာဂတာပရိနိဗ္ဗာယံတိဣတိနာသစ္စာဝစေနာ သူတိမေဟောတုတဗ္ဗရာအထာနာမိတံဘေခွေနဝကာတောယံဘရုဘကမေနာတထာဂတံဇီဝိတာဝရောပိယ အနုပကမေနာဘေခွေတတ္ထာကတာပရိနိဗ္ဗာယံတိဣတိနာသစ္စာဝစေနာသူတိမေဟောတုသဗ္ဗရာရူပကမေနာသူတော်ရိုဤလုံလာပယောကအာဖြင့်ဝါသူတော်ရိုဤလက်နေပယောကအာဖြင့်တထာဂတံမြတ်စွာဘုရားသခင်ကို ဇီဝိတာဇီဝိတိန်နရိမာယံဝရောပိယအကျဉ်ချယာဤဝါအကျဉ်တဖျာယာဤဣတံဤသို့မြတ်စွာဘုရားကိုသူတော်အားတို့ဤလည်းနေပယောကဖြင့်တဖျာနိုင်ခြင်းမျိုးသည်အထာနာအကြောင်းမဟုအနဝါကာသောအခွင့်မဟုတထာဂတာရှိဖျားတို့ကဲ့သို့လာခြင်းကောင်းတော်မူသောဖျားရှင်ဟူသည်များတို့သည် ဥပကမေနာသူတော်ဘာလုံလာဘယောကလည်းနဲ့အဖျင်းနပရိနိဗ္ဗာယံဒီပရိနိဗ္ဗာန်ဆံယုထုံးသာမရှိကုန်ဣတိနာတစ္ဆာဝေဒီနာဤသို့ထုတ်ပြန်ဟုံမှန်သောသုလဝါပါဠိတော်လာမြတ်စွာဘုရားသခင်ရဲ့တရားတော်ကိုရွတ်ဆိုရခြင်းကြောင့်မိငါအတ္တိကိုရောစိတ်ပါချမ်းသာခြင်း ဇမ္မာချမ်းသာခြင်းသည်ဗရာနိယောညာပါခခတေဟောတုမုတ်ချမဲ့တွေဖြစ်ပေါ်ပါစေသတည်းဤအန္တရာယ်ကင်းဂါထာလေးကိုဘုံဘုံလွန်ခဲ့တဲ့နှစ်ပေါင်းအစိတ်လောက်က25နှစ်လောက်ကမန္တလေးမြို့တက်တော်တရားနဲ့၃နှစ်ရှိတဲ့စံငင်းဆရာတော်ကြီးထာမ ရခဲ့ပါတယ်စံငင်းစရော်ကြီးဆိုတာမဥပင်မဥပင်မြို့အေအာဝတီတိုင်းမဥပင်မြို့နဲ့တဖက်ကန်းစံငင်းဆိုတဲ့ရွာကြီးမှာတရင်သုံးခဲ့တဲ့အတွက်ဒီဆရာတော်ကြီးကိုတက်တော်ရှိဆရာတော်ကြီးကိုစံငင်းဆရာတော်လို့ခေါ်ကြပါအဲ့ဒီစံငင်းဆရာတော်ကြီးစီဘုံဘုံရောက်သွားတော့ဆရာတော်ဖះဆရာတော်ဖះလို့တပည့်တော်တို့ အတဲ့ရာကျော်ရှိခြင်းပါတယ်။ကျန်းကျန်းမာမာချမ်းချမ်းသာသာလည်းရှိခြင်းပါတယ်။ဘေးဥပအန္တရာယ်လည်းကင်းခြင်းပါတယ်ဖျား။သာသနာပြုလုပ်ငန်းတွေကျေးဇူးပြုမဲ့ဤကောင်လံကောင်တွေတပည့်တော်ပေးပါဖျားလို့ဘုံဘုံကလျှောက်ပါတယ်။အဲ့တော့စံငင်းဆရာတော်ကြီးကဒီကာထာလေးပေးခဲ့ပါတယ်။စံငင်းဆရာတော်ကြီးကဒီကာထာပေးတဲ့အကြောင်းလေးလည်းသူကပြောပြပါတယ်။သူက အဲဒီအင်္ဂလိပ်ခေအင်္ဂလိပ်အစိုးရလက်ထက်လွတ်လပ်ရေးမရခင်တုန်းကဟိုမုံတို့စံကင်းမြို့စံကင်းရွာကြီးမှာနေတဲ့အချိန်မအူပင်မြို့မှာလူတွေပလိတ်ကယောဂါဖြစ်ပြီးတော့တနေ့ကို40 50တည်ရည်ပျက်စီးကြအဲ့တော့ပလိတ်ကယောဂါဖြစ်တော့လူတွေနေ့စဉ်နေ့စဉ်အဲ့လိုယောဂါဖြစ်သေးတာလူတွေလည်းကြောက်လန့်ပြီးတော့ထွက်ပြေးကြ မဟုတ်ပဲမြို့မှာရှိတဲ့လူတွေတချို့ကစံငင်းရွာကြီးရွှေ့ပြောင်းပြီးတော့ပြေးလာကြအဲ့ဒီလူတွေထဲမှာယောဂါတွေယောဂါပိုးပြီးပါလာတဲ့လူတွေကစံငင်းရွာကြတော့တခါယောဂါဖြစ်သေးကြလူတို့ကနေပြီးတော့တခါကူးဆက်ပြီးတော့ဒီပြင်လူတွေလည်းပဲယောဂါတွေဖြစ်သေးကြဘုန်းတော်ကြီးတွေလာပင်ပရိတ်ရွတ်ကမဝါဖပြေးကြတာအဲ့တော့ ဦးဇင်းนี่ကိုရင်นี่ကဆရာတော်ကြီးလျှောက်တဲ့ဆရာတော်ဖျားတပည့်တော်တို့ပိရိတ်ရွက်လဲပဲတီးတာပဲကမောဟာဖတ်လဲတီးတာပဲအဲ့တော့ပိရိတ်ဒီပါဒီရွက်မနေပါနဲ့တော့ဖျားတပည့်တော်တို့ပိရိတ်ဒီကမောဟာတွေလဲမစွမ်းမှုနဲ့တူပါတယ်လို့ပြောတဲ့အဲ့တော့ဆရာတော်ကြီးကမင်းတို့ဒီလိုမပြောကောင်းဘူးမြတ်စွာဘုရားတရားပိရိတ်တရားတွေပဲမစွမ်းမဲ့ရှိရမလို့မင်းတို့တေချာရွက်ပုံပြုပုံမကောင်းလို့နေမှာ ေချာရွေ့ဒီလိုငေါ့ငမ်းပြီးတော့လှွတ်လိုက်ညကြာတော့ဆရာတော်ကြီးကလည်းစဉ်းစားဟုတ်တယ်တို့ပိဋိဒီလည်းအထထရွေ့ကမ္မဝါရီအထထဖတ်ဖတ်လည်းပဲလူတွေသိကြတာယောဂတွေမပြောက်ဘူးတခုခုတော့လိုးနေပြီနဲ့တူတယ်ဘာများလိုးနေတယ်လဲဟဲ့လို့သူကစဉ်းစားတော့မှသူငယ်ဆရာပြောဘူးတဲ့စကားလေးအမှတ်ရတယ်ငယ်ဆရာကဘယ်လိုပြောဘူးတယ်လဲဆိုတော့ ငါတပည်ရံခါမဲ့ပိယိတ်ဒီရွေ့လည်းပဲမစွန်းမဲ့ဖြစ်တတ်တယ်ကမောဝါရီဖတ်လည်းပဲမစွန်းမဲ့ဖြစ်တတ်တယ်အဲ့လိုပိယိတ်ဒီကမောဝါရီမစွန်းမဲ့ဖြစ်နေတဲ့အခါဆိုရင်ဟောဒီဂါထာလေးဒါနောက်ပိုင်းက၃ငောက်ရွတ်လိုက်ကွာအဲ့ဒါဆိုစွန်းတာပဲလို့ဆိုပြီးတော့ခုနရွတ်ပြတဲ့ဂါထာလေးကို၃ငောက်ရွတ်ခိုင်းတယ်อีหุบีโดดีกันทาลีจ้านนี่หลูไม่ซ้นน่ะเว้ยโซบิ๊ดတော့ သူကအဲဘောပေါ်မယ်မြေပြူဒဏ်နဲ့ဂုဏဂါထာလေးရေးရေးပြီးတော့ကြောင်းရှိတဲ့ဥစဉ်နေကိုရင်နေအကုန်ခေါ်မင်းတို့ဒီဂါထာကြောင်းကျဲမရတဲ့လူမအိပ်ရဘူးတညာလုံးကြက်ခိုင်းမှာရတဲ့လူကတော့သွားတော်ဆိုတော့တရုပ်ညံကောင်းတဲ့လူကတော့တစ်ခေါက်နှစ်ခေါက်ကြက်လိုက်ရဆရာတော်ကြီးပြန်ပြသွားအဲ့ဒါလို့နဲ့နောက်တနေ့ ကြတော့ပရိယုကမဝါဖပြီးပြီဆိုရင်ခုနပြောသလိုဒီကံထာလေးကို၃កောက်ရွတ်လိုက်၃កောက်ရွတ်လိုက်တယ်ဆိုရင်အဲ့ဒီရွတ်တန်ကြားတဲ့ပုဂ္ဂိုလ်ကြီးကိုလို့ယောဂဖြစ်တဲ့ပုဂ္ဂိုလ်ကြီးလည်းပြောက်ယောဂမဖြစ်သေးတဲ့ပုဂ္ဂိုလ်ကြီးလည်းမဖြစ်တော့ဘူးစွန့်မိဟေးသူမှနီးကောင်းလန်းကောင်းတွေ့ပြီကွာဆိုပြီးတော့သူတို့ကကြိုးစားရွတ်ကြကြောင်ရှိတဲ့ဥစဉ်တွေကိုရင်တွေတရားမှအတံမထွက်တော်ဘူးတဲ့ဟိုအိမ်လိုက်ရွဲ့ဒီအိမ်လိုက်ရွဲ့ တချို့ကလည်းပဲအဲဟိုဘီရွေဖို့ဘီကမဝါဖားဖို့ဘီပွဲလေးအဲအုံပွဲငပြောပွဲလေးမတတ်နိုင်တော့ဆရာတော်ဒီလားမပင့်ဘူးတဲ့မပင်ရဲဘူးဒါသူတို့ကတရင်ကြရင်သွားရွတ်လာပဲမင်းတို့ဘာမပင့်ရဲရမလို့ကွာသူအုံဒီငပြောဒီလိုချင်လို့မဟုတ်ဘူးရွတ်မယ်ဆိုပြီးတော့မပင့်တဲ့ကိုတော်ဒီလည်းမပင့်တဲ့အိမ်ကြီးလည်းပဲသွားပြီးတော့ရွတ်ကြ အဲ့တော့တရားမှရှိတဲ့ဥစဉ်ကိုရင်တရားမှအတန်မထွက်တော်ဘူးလားတန်ဝင်းကုန်လားအဲ့တော့ဆရာတော်ကြီးကစဉ်းစားပြန်တယ်အင်းကြောင်ရှိတဲ့ကိုရင်ဥစဉ်တော့အတန်မထွက်တော်ဘူးဘယ်လိုလုပ်ရမလဲဆိုတော့နောက်ကြကျိုးလေးတွေအဲကျိုးလေးတွေပရိတ်ကျိုးလေးတွေတထောင်တထောင်တွာတထောင်ဆိုတော့တပေးနဲ့6လက်မှာပေါ့တထောင်တွာဆိုတော့2ပေးလောက်ထားပါထားကြပါဦး အဲဒီလောက်နှစ်ပေလောက်နှစ်ပေတာရာလောက်ကျိုးလေးတွေအကုန်ဖျားဖျက်ပြီးတော့ကျိုးလေးတကျိုးတကျိုးမဲ့အထုံးအဲငါးရုံးကြီးထုံးတယ်သူကအထုံးငါးရုံးကြီးထုံးတာကဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိအထုံးလေးတထုံးထုံးလာ ုတိယံမိဗုဒ္ဓံတရဏံကိစ္ဆာမိဒုတိယံမိဓမ္မံတရဏံကိစ္ဆာမိဒုတိယံမိသံဃံတရဏံကိစ္ဆာမိအဲဒုတိယအထုံးလေးတထုံးထုံးတတိယံမိဗုဒ္ဓံတရဏံကိစ္ဆာမိတတိယံမိဓမ္မံတရဏံကိစ္ဆာမိတတိယံမိသံဃံတရဏံကိစ္ဆာမိတတိယအထုံးလေးတထုံးသုံးထုံးဖြစ်သွားပြီးတော့မှတန်ဘုဒ္ဓီကာထာရွတ်ပြီးတော့တထုံးပြီးတော့မှ အထာနာမိတံဒီဂါထာ အထာနာမိတံဘိခွေနဝကာတောယံပရုပကမိနာတထာကတံဇီဝိတာဝရောပိယအနုပကမိနာဘိခွေတထာကတာပရိနိဗ္ဗာယံဒီဣတိနာသစ္စာဥဇိနာတုတိမိဟောတုတဗရာသူညာအတွက်ဆိုရင်တော့တုတိတေဟောတုတဗရာအဲ့လိုရွေးပြတထုံးအဲ့လုံးနဲ့၅ထုံးပေါ့ ဗုဒ္ဓံတရဏံကိသာမိနဲ့တထုံဒုတိယမိနဲ့တထုံတတိယမိနဲ့တထုံသံဗုဒ္ဓေကာထာရွေးပြီးတော့တထုံအာထာနာမိတံသုံးောက်တထုံအဲ့လိုရထုံကားတုံထုံထုံပြီးပြီဆိုတာလက်ဖွဲ့လေးဖြည့်တပိတ်ထဲထည့်ထားဥစဉ်နေကိုရင်နေသင်ပေးပြီးတော့အာလုံးရှိတဲ့ဥစဉ်နေကိုရင်နေလက်ဖွဲ့ထိုးတတ်သွားအဲ1900ပေါ့အဲ့လိုလက်ဖွဲ့ပြီးထိုးထားပြီးပြီဆိုတပိတ်ကြီးတဲ့ထည့် ထဲ့ပြီးတိမ်နေသွားကြောင်းရှိတဲ့ဥစဉ်တွေအကိုရင်တွေအကုန်လုံးဝိုင်းပြီးတော့